ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြားဆွဲတာနဲ့ပတ်သက်ပြီးတော့မိမိတို့အိမ်မှာပြားလာဆွဲတဲ့အခါမှာအဲ့ဒီပြားလာဆွဲတဲ့နမိတ်ဟာကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားသိရှိစေဖို့အတွက်เนาะပြားဆွဲနမိတ်ကောင်းနည်းလေးအကြောင်းဝေဖျားပေးမှာဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်ကျွန်တော်ရဲ့ဒီဟွာထဲမှာကွန်မန့်ထဲမှာအဲ့တော့မိတ်ဆွေတယောက်ကနေပြီးတော့ပြားဆွဲတဲ့နမိတ်ဟာကောင်းမကောင်းလာမိထားလို့ပါ အဲ့တော့ကျွန်တော်တို့နားလည်ထားရမှာကဟိုတရက်ကကျွန်တော်စန်းနမိတ်နဲ့ပတ်သက်တာလေးကိုပြောခဲ့ပြီးပါတယ်စန်းနမိတ်နော်စန်းနမိတ်ကောက်ဖို့အတွက်ကတင်ချာနည်းနည်းလောက်တိုက်ရပြီလို့ကျွန်တော်ပြောခုတယ်အဲ့တော့အပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းမရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်အနှုတ်ရတယ်လို့ကျွန်တော်ပြောခုပါတယ်အဲ့လိုပဲကျွန်တော်တို့စန်းနမိတ်မှာအိဋ္ဌာနဲ့အိဋ္ဌာနဲ့ပေါင်းရင်အိဋ္ဌာပဲရတယ်အနိဋ္ဌာနဲ့အနိဋ္ဌာနဲ့ပေါင်းရင်အိဋ္ဌာရပြီတော့အိဋ္ဌာနဲ့အနိဋ္ဌာအနိဋ္ဌာနဲ့အိဋ္ဌာပေါင်းရင်တော့ကျွန်တော်တို့ အနိဋ္ဌဆိုတဲ့ဖြေပဲရပါတယ်အဲ့တော့ကျွန်တော်တို့ပြားဆွဲနမိတ်လေးကိုကောက်ကြည့်ရအောင်နော်အဲ့တော့ပြားဆိုတဲ့တတဝါကျွန်တော်တို့တွေနော်အစိတ်ရှိတဲ့တတဝါမှန်သမျှကျွန်တော်တို့အနိဋ္ဌထဲမှာပဲကျွန်တော်တို့ထည့်ပါတယ်နော်ပြားစီအစိတ်ရှိတဲ့တတဝါဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနိဋ္ဌထဲမှာကျွန်တော်တို့ထည့်ပါတယ်အဲ့တော့ပြားကိုကျွန်တော်တို့အိဋ္ဌမျိုးပါအနိဋ္ဌလို့ယူပါတယ်အစိတ်ရှိတဲ့တတဝါမလို့ဒါကြောင့်မလို့မိမိရဲ့အိမ်ရဲ့နော်ခေါင်းရင်းရက်တော့၎င်း အိမ်ရဲ့မျက်နှာကျက်ပါတော့၎င်းအမိုးပေါ်မှာတော့၎င်းအိမ်မျက်နှာသားမှာတော့၎င်းပြားလာဆွဲခဲ့ပါပြီဆိုရင်တော့မိမိတို့ရဲ့အိမ်ရှိအရက်ခေါင်းရည်အရက်ဟာကောင်းသောအရက်မင်္ဂလာရှိတဲ့အရက်ဖြစ်တဲ့တကြောင်မလို့အဲ့ဒါအိဋ္ဌအရက်လို့ခေါ်ပါတယ်ပြားသည်အစိတ်ရှိသောတတ္တဝါဖြစ်တဲ့တကြောင်မလို့အနိဋ္ဌဖြစ်ပါတယ်ဒါကြောင့်မလို့အိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့အဲ့ဒီဟာဒီအနိဋ္ဌဖြစ်သွားတဲ့တကြောင်မလို့မကောင်းပါဘူးဗျာနော်အိမ်ရဲ့ဖက်နှက်ချွတ်မှာပြားလာဆွဲရဆိုရင်ဒါကောင်းတာပေါ့ဖက်နှက်ချွတ်ဆိုတဲ့နေရာသည် ျွန်တော်တို့အနှိဋ္ဌာအရက်ပြားကလည်းအစိတ်ရှိတဲ့တရဘာအနှိဋ္ဌာဖြစ်တဲ့တကြောင်မလို့ဖက်နဲ့ချစ်တဲ့နေရာမှာလာပြီးဆွဲရင်အနှိဋ္ဌာနဲ့အနှိဋ္ဌာနဲ့ပေါင်းပြီးအိဋ္ဌာဖြစ်တဲ့တကြောင်မလို့အဲ့ဒီအိမ်စည်းဘွားတက်ပါတယ်နောက်တစ်ခါအိမ်ရဲ့နောက်ခေးအရက်တို့အိမ်သားတို့မှာမိဖို့ကြောင်တို့မှာအဲ့လိုအနှိဋ္ဌာအရက်နေရာတွေမှာမကောင်းတဲ့နေရာတွေမှာပြားလာဆွဲရင်အနှိဋ္ဌာနဲ့အနှိဋ္ဌာနဲ့ပေါင်းပြီးတော့အိဋ္ဌာဖြစ်သွားတဲ့တကြောင်မလို့အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ကောင်းပါလိမ့်ဟုတ်ပြီဒါဆိုကျွန်တော်တို့ ပြားသည်မကောင်းသောအရက်မှလာဆွေးရင်ကောင်းပြီးတော့ကောင်းသောအရက်မှလာဆွေးရင်မကောင်းဘူးလို့မိစ္ဆာတို့အကြမ်းမြင်နားလည်သွားပါပြီအဲ့တော့ဟုတ်ပြီကောင်းရင်တော့ပြဿနာမရှိဘူးမကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမကောင်းတဲ့အခါဘယ်လိုလုပ်ရလဲဆိုရင်အဲ့ဒီပြားဆွဲတဲ့နမိတ်ရဲ့အဆိုးအာနိသင်ပြဲသွားအောင်ကျွန်တော်တို့ပရိရည်နဲ့ကျွန်တော်တို့လက်ပြန်လှက်ပတ်လိုက်ရပါတယ်ပရိရည်နဲ့လက်ပြန်အဲ့တော့လက်ပြန်ဆိုတာဒီလိုပတ်ရတာပါဒီလိုဒီလိုအဲ့ဒီလိုဒီလိုပတ်ရတာဟာကျွန်တော်တို့ပြိုးရပါတယ်ကျဲလို့ရှိရင်လေပြိုးကျဲရင်လို့နှူးကျဲတယ်မလားအဲ့တော့အဲ့လိုမျိုးပဲ လက်ပြန်ကျွန်တော်တို့ပပလိုက်ရပါတယ်အဲ့ဒီဘက်ကနော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီမကောင်းတဲ့ပြားစွဲနမိတ်ရဲ့အာနိသင်တွေဟာပြည့်ပြည့်သွားပါတယ်ခင်ဗျာကောင်းနေဆိုရင်တော့လုတ်เสียမလို့ပါဘူးနော်အဲ့တော့ကျွန်တော်ကတော့ဒီနည်းလေးကိုဝင်ပြပေးလိုက်ပါတယ်ကျွန်တော်တို့ထားရောက်ရှိဖြစ်ပါတယ်အဘဆရာကြီးမင်းသင်္ခါရဲ့အတန်ဒီတပေရင်တူလည်းဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမြို့နန်းရှိ59 A 1920ကြားမှာကျွန်တော်ရဲ့ဗီဒီယိုဟောကံလေးဖွင့်ထားပါတယ်